အားလုံးပဲမင်္ဂလာပါခိုဆမာက grade 12 chapter 1မှာပါတဲ့ဒီ exercise 1.5 number 3လေးကိုတွက်ပြပေးမှာဖြစ်ပါတယ်ဒီပုဒ်စာလေးက chapter 1တစ်ခင်းလုံးမှာ calculator နှိပ်များတာဆိုလို့ဒီတစ်ပုဒ်ပဲပါတယ်ပေါ့နော်အဲ့တော့ဟိုတိအောင်ပြောမယ်ဆိုပိုင်းပိုင်းအိတ်ပေါ့ပိုင်းပိုင်းအိတ်က calculator နှိပ်လို့မရဘူးဒီပုဒ်စာလေးကိုအရင်တော့ကလေးတစ်ခါတင်မှုတွေအဲအဲ့ဒါကကြတော့20တမျိုးပေါ့ ခုဒီမှာက update အနေနဲ့နောက်ထပ်20တမျိုးလေးနဲ့ပြောပြပေးမယ်ပေါ့နော်ခုဒီမှာပေးထားတာက z power for is equal to -i နဲ့ i လို့ပေးထားတယ်နော်အဲဒီမှာပေးထားတာက z power 4နော် z power 4ပေးထားတယ်နော်အဲ့ဒါလေးရဲ့ចောင်းသားများစုမှားတတ်တာလေးတစ်ချက်ပြောပြအောင်မယ်ကမေးကုန်းอ่ะပေါ့နော် so ဆိုပြီးတော့မေးမယ်ပေါ့နော် so ဥမာ z power 4ဒီ နောက်က complex နဲ့မှကြိုက်ရပြီပေါ့နော်အဓိကဒီ tagging လေးတွေကိုပြောချင်တာ soft ဆိုပြီးတော့ z power for လို့ပေးရင် z နဲ့ရှာမယ် z နဲ့အဖြေထုတ်မယ်အဲ့လိုမဟုတ်ဘဲနဲ့ fine ရှာပါကျူရုဒါနမူနာပြောရအောင်နော်ကျူရုဆိုကျူရုဆိုပြီးတော့မေးရင်ကျမတို့က w wk နဲ့ w0 လို့ w1 လို့ w2 လို့ဆိုတော့ကျမ wk လို့ရေးလိုက်မယ်နော် wk နဲ့အဖြေထုတ်မယ် တရားကို omega k လို့လည်းပြောတယ် wk လို့လည်းပြောတယ်ကြိုက်တယ်လို့ပြောပေါ့နော်အဲမှာ wk နဲ့အဖြေထုတ်မယ်ပေါ့ဒါကျူရူနဲ့မေးခဲ့မယ်ဆိုရင်ဒါလည်းဇက်နဲ့ဒါဖြေထုတ်တာ wk ရဲ့ပုံသဏ္ဍာန်ကိုပဲယူသုံးတွက်မှာပဲဒါပေမဲ့အဖြေမှာ w1 w0 အဲ့လိုမျိုးတွေနဲ့မထုတ်ဘူးဇက်လိုပဲဇက်နဲ့ပဲပြောပြီးတော့ထုတ်မှာပေါ့နော်အဲ့ဒါကဒီလိုမျိုးမေးခွန်းသွားလာလေးပေါ့အဲ့လိုမဟုတ်ခွင့်နဲ့နောက်ထပ်တစ်ခုရှိတယ်ဒါ d1 နောက်ခုကတွေ့ရဲ့နော်အဲ့လိုမဟုတ်ခွင့်နဲ့နောက်တစ်ခုက power complex number တွေ အဲ့ဒါလေးနဲ့လည်းတခါတလေမျက်စိလည်တဲ့တယ်ပေါ့နော် power of complex number ကကြာတော့ဘယ်ချိန်မှာသုံးပါလဲဆိုရင် fine fine ဆိုပြီးဥပမာ z power ပေါ့ z power 6ပေါ့နော်ဒါနမူနာဒီလိုမျိုးလေးမေးပါ fine ဆိုပြီးတော့ z power for z power 6နဲ့မေးတယ်ဆိုရင်တော့ power of complex number ပုံစံကြီးနဲ့တွေ့မယ်နော် power of complex number ပုံစံကြီးနဲ့တွေ့မယ်ဒီကောင်လေးနှစ်ခုကရောတတ်တယ် soft ဇက်ဘာဝါ4နဲ့မေးရင်ဘယ်မှာဆို WK ပုံစံနည်းနဲ့တွေ့ပေါ့လူပုံစံနည်းနဲ့တွေ့မယ်เนาะဒီဟာ5ဇက်ဘာဝါ4လို့မေးရင် power or complex number ပုံစံနည်းနဲ့တွေ့မယ်เนาะအဲ့ဒါလေးတွေကကွဲအောင်မှုရေးပြတာပေါ့เนาะခုကဒီပုံစံအကြတော့ဒီ chapter 1တခန်းလုံးမှာ calculator နှိပ်နေရတဲ့ပုံစံလေးပေါ့เนาะ5 by 8ရတဲ့ပုံစံလေးเนาะဒါဒီတစ်ခါ20တမျိုးနောက်တစ်မျိုးနဲ့တွေ့ပြပေးမယ် ခုဒီမှာ minus i ဆိုပြီး complex number လေးပေးထားတယ်အဲ့ဒီကနေပြီးတော့ဒီမှာ coordinate ပုံစံလေးပြောင်းထားတယ်အဲ့ဒါက h tan ဘူးနဲ့ y tan ဘူးဒီမှာ h tan ဘူးနဲ့ y tan ဘူးเนาะအဲဒီပေးထားတဲ့ complex number ကို trigonometric form ပုံစံပြောင်းဖို့အတွက် r tan ဘူးနဲ့ theta tan ဘူးသိရမယ် r နဲ့ theta သိဖို့အတွက်ဇမဒီမှာဒီ a z y z လေးရေးလိုက်မယ်ပေါ့နော်ဒီမှာဒီဟာလေးပြန်ဖြတ်လိုက်တော့မယ်နော်ဒီမှာ x x နဲ့ y z လေးဆွဲလိုက်တယ်ပေါ့အခုကျမတို့ပေးထားတဲ့ -i ဆိုတာ 0, -1 အဲ့ဒါလေးဆိုတာကဒီမှာ x z ပေါ်မှာရှိနေတာဒီနယ်လေးမှာဟုတ်တယ်နော် x z ပေါ်မှာရှိနေတယ်အဲ 0, -1 အဲ့ဆိုရင်ကျမတို့သီတာကို나이လက်တန်အတိုင်းပတ်မယ်ပေါ့အဲအဲ့နေရာလေးသီတာက -5-2 ဖြစ်သွားပြီနော်အဲ့ဒါ나이လက်တန်အတိုင်းပတ်လိုက်တာဘယ်လိုဆိုဒီအောက်ဘက်က x z မှာရောက်နေလို့နော်ဒီသီတာကို나이 เนาะဒီ anti clockwise လဲမလား crosswise ပဲမလားဆိုတာကကြတော့ဒီ exercise 1.15ချီတောင်ရောက်နေပြီဆိုတော့အဲ့လားအဲ့ဒါတော့သိသိထားမယ်ထင်တာပဲเนาะရှေ့မာတွေကတော့နားလေခဲ့မယ်ဆိုရင်ဒီတိတာကိုအနှုံနဲ့ယူကြရမှာလားအပေါင်းနဲ့ယူကြရမှာလားဆိုတော့ exercise 1.5မှာသိရမယ်ပေါ့เนาะမသိရင်ရှေ့ဟာတွေပြန်ကြည့်ထားပေါ့နော်အခုဒီမှာတီရာမိုင်းနဲ့ပိုင်းပိုင်းထူးကျသွားပြီဒါဆိုရင်အာအာရှာဖို့အတွက်ကသူ့ရဲ့ formula လေးက square root of a square plus y square အဲ့ဆိုရင် 8th ထဲကိုစားသွင်းလိုက်မယ်ပေါ့နော်ဒီမှာ h ကဒီမှာ0ရတော့0ပေါ့ y က -1 ဆိုတော့2ထက်တင်လိုက်ရင်1ပဲသူတို့လေးကိုရှင်းလိုက်ရင်1ရမယ်ပေါ့နော်ဒီမှာကတော့တီတာတန်ဖို့ -2 ပိုင်းပိုင်းထူရသွားပြီเนาะအဲ့ဒါပြီးပြီဆိုရင် triple found လေးကိုအစားသိမ်းလို့ရပြီเนาะ triple found က r က1ဆိုတော့မရေးတော့ဘူးเนาะ cos -π/2 i sin -π/2 ဆိုပြီးတီတာတန်ဖို့လေးထည့်လိုက်ပြီ ပြီးရင်ကျမတို့ဇက်ပါဝါ4ဇက်ပါဝါ4လို့ပြောင်းလိုက်ပြီဆိုကြတယ်ဒီမှာတီတာကို 2K ပိုင်းပြောင်းပေါင်းမယ်ပြီးရင်ဒီ၄ဓာတ်လေးကိုဖြုတ်ဖို့အတွက်နှစ်ဖက်စလုံးကို1.4နဲ့လိုက်မြောက်ထက်ကိန်း1.4နဲ့လိုက်မြောက်မယ်ပေါ့နော်4 4လို့နဲ့လိုက်ပြီးတော့ပေါ်လူလေးတင်လိုက်ပေါ့အစိဒီဘက်မှာကပေါ်လူ1ဖြစ်သွားမယ်เนาะဒီရှေ့မှာအာတန်ဘုရ1ဟိုဒါပြအောင်ဘု1လေးရပေါ်လူ1လေးရေးရေးပေးတာအဲ့ဒါလေးကိုရှင်းမယ်ဆိုရင်လည်း1ပဲရတယ်เนาะအဲအဲ့လိုမျိုး ဖောလူလေးလိုက်တင်ပြီဆိုတော့ねဒီမှာပိုင်းချီဖောလေးတွေနဲ့ဖောလေးတွေပေါ်လာပြီပေါ့เนาะဒါကသူ့ရဲ့ step by step လုံနည်းလေးကိုအဲ့ဒါလေးရာလေးမှန်ရမယ်เนาะဒါကမေးခွန်းက soft နဲ့မေးလို့เนาะ soft နဲ့မေးတဲ့တကြောင်မို့ဇက်နဲ့အဖြေထုတ်နေတာ wk w လုံးဝမပါဘူးเนาะဒီမှာပြောသွားတဲ့အထဲမှာနောက်ပိဆုံးတော့ဒီမှာ wk ရေပုံသင်ပြီးတော့ရောက်သွားတယ်เนาะ w လုံးဝမပါဘူးအဲအဲ့မှာသူက z power 4လို့ပြောတဲ့တကြောင်မို့ဒီမှာ0 1 2 3နဲ့တွက်ပေးရမယ် ဒီထက်ကိန်းလေးကိုအပိုင်းကိန်းလေးကထက်ကိန်းထက်ကလေးဖြစ်နေရလေးကိုထပ်ရှင်းနေပေါ့နော်။ဘိုင်းခြေတူအောင်လှုပ်လိုက်ဘိုင်းဝေကိုဒီမှာသူ့ကိုထူးနဲ့တွားမြောင်ရင် 4K ဘိုင်းရသွားပြီ။ဒီဘိုင်းခြေထူးလေးကိုအောက်ချလိုက် h minus 5 plus 4k ဘိုင်းဘိုင်းအဲ့ဆိုပြီးရမယ်။ k ကတော့0 1 2 3ပဲသွင်းမယ်ပေါ့နော်။အဲအဲ့ဆိုရင်စပြီးတော့ဇက်တန်မှုလေးတွေရှာမယ်။ဒါကဟိုဘက်ကဟာလေး အဲဇက်တံမှုမရှာခင်ဇမကဒီမှာ cos by my a နဲ့ sin by my a ကိုအရင်တွက်ခင်မိဘာကြောင့်အဲ့ဒါကိုအရင်တွက်တာလဲဆိုရင်အောက်မှာအာခေတံမှုလေးတွေထည့်တဲ့ချိန်မှာတိလိမ့်မယ်ပေါ့နော်ခုဇမကတော့ cos by my a ကိုအရင်ရှာခဲ့မယ်ဒါလေးဆိုတာကဇမတို့က half angle formula ကိုသုံးတွက်လိုက်တာပေါ့နော် half angle formula ဆိုတာကလည်းဇမတို့ဒီ grade 11မှာပါပြီးသားနောက်ခု cos pi by a ကိုရှာဖို့အတွက်ကျွန်တော် half angle formula ကိုယူသုံးပါเนาะ half angle formula ကဒီမှာ cos theta by 2ဆိုပြီးတော့သူကရှိတာ theta by 2ဒီမှာ pi by a ဖြစ်နေတယ်เนาะ pi by a ကိုဒီ theta by 2ပုံစံပြောမှဆိုရင် theta တန်ဖိုးလိုချင်တာပေါ့เนาะအဲ့ဒါဆိုရင်ကျွန်တော် pi by a ကိုဘယ်လိုခွဲလိုက်မလဲဆိုတော့ pi ချေရ2ဖြစ်ကိုဖြစ်ရမယ် ပိုင်းကြေရ2အဲ့ဆိုတော့ဒီပိုင်းမိုင်လေးကိုခွဲလိုက်မယ်ဆိုရင်ပိုင်းမိုင်4ပိုင်း2ဖြစ်သွားမယ်။ဒါဆိုရင်တိကြတန်ဖို့ကပိုင်းမိုင်4ရမယ်เนาะအဲ့ဒါလေးကိုအစားသွင်းမယ်။အဲဒီမှာ half angle formula လေးကိုဒီမှာရေးပေးခဲ့မယ်เนาะ cos θ 2 = 2ဒီရှိမှာ plus or minus နဲ့ပါတယ်เนาะ1 plus cos θ 2ဒီပုံစံကြီးလေးကိုထည့်မှာ အဲ့ထဲထဲဖို့လဲတိရတန်မှုတိရမယ်လीနော်တိရတန်မှုတိဖို့အတွက်ဒီမှာပိုင်းပိုင်းအိတ်ကိုခွဲလိုက်တာပိုင်းပိုင်း4ပိုင်း2ရသွားတယ်အဲဆိုရင်တိရတန်မှုပိုင်းပိုင်း4ပေါ့အခုဒီပုံငင်းကြီးမှာ plus or minus နဲ့မရေးသေးဘူးနော် plus or minus ကအောက်မှာခေတန်မှုတွေအစားသွင်းရင်သူကသူထဲ့မှာနော်ဒါကြီးကအားလုံးကိုခြုံတွက်တာဖြစ်ရကြမှုအပေါင်းနေပဲတွက်ခဲ့မယ်နော်အနှုတ်တွေအပေါင်းတွေစဉ်းစားမှာကြတော့အောက် k is equal to 0လို့1လို့2လို့ထည့်တဲ့အချိန်မှာစဉ်းစားမှာနော်အခုဒီမှာအရှိမနော်အပေါင်းနေပဲပြောခဲ့တယ် ဒါဆိုရင်တီရတန်မှုပိုင်းမိုင်4ထည့်လိုက်ပြီเนาะဒီပုံလေးကြီးလေးကိုအဲ့ဆိုရင် cos ပိုင်းမိုင်4ကွက်ကလေးတာနဲ့ကြီးလိုက်ရင် root 2ပိုင်း2ရမယ်ဒါလေးကိုပိုင်းခြေတူအောင်လုပ်လိုက်ရင်ဒီဟာလေးရမယ်ပေါ့နှစ်တလီနှစ်ဆိုတော့ဒီပိုင်းခြေနှစ်လေးကိုအောက်ချလိုက်ရင်4ရမယ်ဒီ4ဆိုတာက root ရဲ့ပြင်မျက်ကို ထုတ်လို့ရတယ်အပြင်ထုတ်လိုက်ရင်ဒီမှာ2လေးရတယ်ပေါ့အဲ့ဒါက cos ပိုင်းမိုင်8ရဲ့အဖြေပေါ့ အဲ့လိုပဲစိုင်းပိုင်းပိုင်းအိတ်ကိုတွက်မေးပေါ့စိုင်းပိုင်းစိုင်းပိုင်းပိုင်းအိတ်ကကြတော့သူကဒီနေရာမှာ1 mile လေးဖြစ်သွားတယ်ပေါ့နော်1 mile နဲ့ cos ပိုင်းပိုင်း4 by 2ဒါဆိုရင် cos ပိုင်းပိုင်း4ကို calculator နှိပ်လိုက်ရင် root 2 by 2ပဲအဲ့ဒါလေးကိုဆက်ရှင်းလိုက်မယ်ဆိုရင်ဒီမှာတရားလေးရမယ်4လေးကို root ပြင်မဲ့ထုတ်လိုက်ရင်ဒီမှာ d ဖြေလေးရမယ်ပေါ့စိုင်းကကြတော့ဒီမှာ mile လေးပေါ့ cos ကကြတော့ဒီမှာ plus လေးနဲ့အဖြေထွက်ခဲ့တာပေါ့နော် ဒါဆိုရင် cost by my နဲ့ sin by my ရပြီဆိုရင် k တန်ဖို့0စသွင်းပြီ။ဒါ k ကို0ပြလိုက်ပြီဒီနေရာလေးမှာနော်။ဒီနေရာလေးမှာစပြီး0ပေးမယ်။အခုဒီမှာ k က0ဆိုတော့ဒါ ਈ ထူလုံး0ဖြစ်သွားပြီ။ my နဲ့ phi နဲ့0နဲ့ပေါင်းရင် my နဲ့ phi နဲ့ရမှာဖြစ်ကြအောင်မို့ my နဲ့ phi မှာ a ရမယ်။သူလည်းအတိုင်းပဲ my နဲ့ phi မှာ a နော်။ဒီနေရာလေးကိုကျမတို့ကကြောင်းဖို့အတွက်ဘယ်ပုံစံကြီးကိုသိရမလဲဆိုရင် cos minus theta cos minus theta ဆိုတာက cos theta เนาะပြီးရင် sin minus theta sin minus theta ဆိုတာက minus sin theta เนาะခုစမပြောနေတဲ့ formula တွေအကုန်လုံးက grade 11မှာအကုန်ပါခဲ့ပြီးသားတွေเนาะအဲ့ဒီ grade 11က trig တွေကြေခဲ့မှသာလင်ဒီ grade 12ထဲကပုံစံတွေကိုပုံစံတွေကိုတွက်လို့ရမှာပေါ့เนาะအခုဒီမှာဒီ cos minus by my 8ကိုပြောင်းလိုက်ပြီး cos by my 8 sin မိုင်းနဲ့ pi မိုင်း8ဆိုတာကမိုင်းနဲ့ sin pi မိုင်း8အိုင်းလေးမမေ့နဲ့နော်အဲဒါလေးဒီတိုင်းလေးရသွားပြီဒါဆိုရင် cos pi မှာ8ဆိုတာကဒီမှာအဖြေရရပြီးသားအဖြေလေးတန်းထည့်လိုက်ရုံပဲနော်ဒီမှာပြီးရင် sin pi မှာ8ကလည်းဒီမှာရပြီးသားအဖြေတန်းထည့်လိုက်ရုံပဲအိုင်းလေးရောပေါင်ကြီးပေါ့နော်ဒါက k is equal to 0ရဲ့အဖြေပေါ့နော်ပြီးရင် k is equal to 1ကိုထည့်မယ် hey secret to one ထည့်ဖို့အတွက်ဒီဘက်ကဟာလေးကိုပြန်ရေးပေးခဲ့တာဒါကပြန်ပြန်ပြီးတော့ရေးစရာမလိုဘူးเนาะဒီကျမကျတော့ slide တစ်ခုပြီးတစ်ခုကူးတဲ့အတွက်ကြောင့်မို့ဒါလေးတွေကပြန်သုံးမှဖြစ်တဲ့ကြောင့်မို့ပြန်ပြန်ပါနေတာเนาะဟော k အစစ်လိုက်ဇက်တိုက်အတွက်မှာเนาะ k secret to 0 twin ပြီး1 twin မယ်2 twin ပြီးတော့ twin မယ်ဒါကြီးကပြန်ပြန်ရေးစရာမလိုဘူးเนาะခုကျမတို့က k ကို1 twin ကြည့်လीအဲ့ဆိုရင်ဒီ k နေရာမှာ1လေးရောက်သွားပြီအဲ့ဆိုရင်4 pi ဖြစ်သွားပြီဒီကောင်လေးက4 pi ရတော့ ကောပိုင်နဲ့မိုင်းနဲ့ပိုင်နဲ့ပေါင်းလိုက်ရင်မိုင်းနဲ့3 5မိုင်အရမယ်ပေါ့နော်။ဒါကြောင့်မို့ဒီမှာ sorry plus 3 5မိုင်အရမယ်ပေါ့။ဒါကြောင့်မို့ဒီမှာ3 5မိုင်အဆိုပြီးရေးထားတယ်။ဒီဘက်ကလည်းအတူတူပဲနော်။ဒီမှာ3 5မိုင်အရပြီ။ဒီဟာလေးကိုနောက်ထပ်ပုံစံတစ်မျိုးပြောင်းဖို့အတွက်ကအခုစမဒီခုပြောမယ့်ဟာလေးဒီစာကယ်လေးကိုတစ်ချာလေးလိုက်ကြည့်မယ်ပေါ့နော်။အက H8 လေးဒါ Y8 လေးဆွဲလိုက်တယ် ဒီဟာလေးနားလည်ရင်ကျမတို့ကဒီပု္ပ္ပစာအတွက်ပုံဆွဲထက်သွားပြီပေါ့နော်ခုဒီမှာစာကဲလေးဝိုင်းလိုက်ပြီဆော့ဆော့လေးတော့ကျမတို့ရခဲ့တာပိုင်းပိုင်းအိတ်နော်ပိုင်းပိုင်းအိတ်ကကယ်ကူလေတာနှိပ်ကြည့်လိုက်ရင်22.5ပိုင်းပိုင်းအိတ်ဆိုပြီးဓာတ်ရိုက်မနေရင်နော်ဖိုင်းနီယာမှာ180လေးစာသင်ကြည့်180ကိုအိတ်နဲ့စာကြည့်လိုက်နော် ဘိုင်းမှာ8ဆိုတာက180ကို8နဲ့စားလိုက်ရင်22.5ဆိုပြီးသူကရလိမ့်မယ်22.5ဆိုတာကဒီဒီကဒီကနေဒီဒီက60ဒီဂရီလीเนาะ60ဒီဂရီဘယ်နှခါခွဲဟို60ဒီဂရီရဖို့22.5က4ဘိုင်းပိုင်းရမယ်เนาะ4စိတ်စိတ်ရမယ်ဒီ first quadrant ကို first quadrant ကို4စိတ်စိတ်လိုက်ရင်90ဒီဂရီရသွားမယ်ဒါက0ဒီမှာ5ဘိုင်း2သူက5ဒီမှာ3ဘိုင်း2ရှိမယ် ီမှာကတော့2ပိုင်းပေါ့နော်အဲ့လိုမျိုးလေးရှိမယ်ခုစမတော့ဒီမှာ3 5 8ဆိုတော့ 5/8 ကို3ခါတောင်ယူလိုက်တယ်နော် 5/8 ကို3ခါယူလိုက်တယ်ဒီမှာတစ်ခါ2ခါ3ခါဆိုတော့ဒီနေ့လေးမှာပေါ့နော်ဒါ 5/8 3/8ကဒါလေးဟုတ်တယ်နော် 3/8 ရဖို့အတွက်5/2ရကနေ5/8ကိုနှုတ်လိုက်ရင်3/8ရတယ်။အဲကြောင့်မလို့ဆမ်မက3/8ဒီနေ့လေးက ဒီနေ့ဟာနေတာ5 my 8စိတ်လေးနေနော်အဲ့ဒီအစိတ်လေးက5 my 8ရှိတယ်5 my 2တွေက5 my 8ကိုနှုတ်မှာဒါဆိုတော့5 my 8ကဒီဘက်မှာမို့တကယ်လို့ဒီဘက်မှာဆိုရင်ပေါင်းမှာဒီဘက်မှာဆိုရင်နှုတ်မှာနေနော်အဲ့ကြောင့်မို့3 by my 8ကိုဇမဘယ်လိုပြောင်းလိုက်မလဲဆိုတော့5 my 2 my နဲ့5 my 8ဒီနှစ်ခုကိုနှုတ်ကြည့်လိုက်3 by my 8ရလိမ့်မယ်နော်3 by my 8ရဖို့အတွက်5 my 2တွေက5 by 8ဟိုနှုတ်မှာ3 by my ရတာမဟုတ်ဘူးတခြားနှစ်ခုတွဲရင်လည်း ပိုင်ပိုင်3ပိုင်ပိုင်ရတယ်ဒါပေမဲ့ဆီယမားကျတော့ဒီ exit exit ကအဟာလေးတွေကိုပဲယူပြီးတော့တွက်ချင်တာဖြစ်တဲ့ကြောင့်မို့ပိုင်ပိုင်တွေကပိုင်ပိုင်ပိုင်2ရဲ့ပိုင်ပိုင်8ကိုနှုတ်လိုက်တာပေါ့နော်တခြားနှစ်ခုတွဲရင်လည်းရတယ်နော်3ပိုင်ပိုင်8ကခုစမဒီလိုမျိုးတွဲလိုက်တယ်ဟောဒီနေရာလေးမှာတစ်ချက်ပြောင်းရအောင်မေးနော်ခုပိုင်ပိုင်2ပိုင်ပိုင်2တို့ပိုင်ပိုင်2တို့3ပိုင်ပိုင်2တို့ဆိုတာက YAZG နော်အဲ့ဒီနေရာမှာထပ်မှတ်ရမှာက YAZG 180ဆိုရင်ကျမတို့က core ratio လို့မှာ core ratio core ratio ဆိုတော့ဘာကိုပြောရလဲဆိုရင် cost ဆိုရင် sin sin ဆိုရင် cost tangent ဆိုကိုတန်းချက်ကိုတန်းချက်ဆိုရင် tangent ဆိုပြီးပြောင်းပါ180ဆိုရင်အဲ့ဒါဒီနည်းဟာလေးကိုကြည့်ရမယ်။ဒါလေးဆိုတာကလည်းတကယ်တမ်းတော့အဲ့ဒါလေးကပြောစရာမလိုတော့ဘူးเนาะ။ cos π/2 နဲ့ π/8 လို့ပြောလိုက်ပြီးဆိုပြီးနဲ့ဘာရမလဲဆိုတာတန်းသိရတော့မယ်။အဲ့ဒီ dr ဆိုတာက grade 11တော့ပါခဲ့ပြီးသားတယ်เนาะအခုဒီမှာပြန်ပြောပေးထားတယ်เนาะ y8 ဆို core ratio လို့မှတ်မယ် h8 h8 ဆိုရင်ကျွန်တော်တို့က same ratio လို့မှတ်လာ same ratio ဆိုတာကကြတော့ cos ဆိုရင် cos ပဲ sin ဆိုရင် sin ပဲအခုကျွန်တော်တို့က pi by 2 pi by 2ဆိုတာက y8 ဖြစ်နေတယ်ဟုတ်တယ်เนาะ y8 pi by 2ဆိုတာ y8 မှာရှိတယ်ဒါကြောင့်မို့လို့ cos ဆိုရင် sin ပြောင်းမယ် sin ဆိုရင် cos ပြောင်းမယ် အဲ့ဆိုရင် sin pi by a နဲ့ cos pi by a ရသွားမှာပေါ့အပေါင်းလားအနှုတ်လားဆိုတာကြည့်လိုက်တော့ pi by 2 min နဲ့ pi by 8ဆိုတာ pi by 2 min နဲ့ဆိုတာ first quadrant မှာ pi by 2တော့မပြေဘူးပြောမဆို60 degree တော့မပြေသေးဘူး min နဲ့မို့လို့တကယ်လို့ဒါဒီနေရာမှာအပေါင်းလေးဖြစ်ကြည့်လိုက်60ထဲကျော်သွားပြီလေ60နဲ့60နဲ့နောက်ကဘာနဲ့ပေါင်းပေါင်းတေချာဘောက်ကတော့60ထဲကျော်တာပဲဟုတ်လားအဲ့ဒါဆိုတော့ second quadrant ရောက်သွားမှာခုကနှုတ်ထားတော့ ပေချာပေါက်ရော့မှာပဲ60တောင်မပြေဘူးပိုင်းပိုင်းထုဆိုတာ90 degree လေးနေเนาะ90 degree တောင်မပြေဘူး first quadrant မှာပဲရှိမယ်ဒါကြောင့် first quadrant ဆိုတာ all plus เนาะ tree ကိုချိုး6ချိုးလုံးအပေါင်းမဲ့ထွက်မှာဖြစ်ကြမှုစမတော့ဒီလိုလေးရသွားမယ်ဒီမှာ sin π/8 နဲ့ cos π/8 ရသွားမယ်။ cos ကနေ sin ပါကြောင့်ဖြစ်တာလဲဆိုရင် y8 မှာเนาะ π/2 လေးကနေနှုတ်လို့ π/2 လေးကနေနှုတ်လို့ ကို ratio ဖြစ်သွားတယ်နော်ဒီမှာဒီလိုလေးပြောင်းလိုက်တယ်ဒါဆိုရင် sin ပိုင်းမှာ8တန်ပေါ့ဒါလေးဒါလေးတန်းသွင်းရုံပဲပြီးတော့ cos ပိုင်းမှာ8နေရာမှာဒါလေးတန်းသွင်းရုံပဲဟုတ်တယ်နော်ဒီမှာအဖြေလေးတန်းသွင်းလိုက်ပြီအဲဒါက k စီကွတ်တူ1မှာ z တန်ဖို့လေးပေါ့ဒါကြောင့်ဆရာမကပိုင်းမှာ8တွေပဲဥစား UTB တွက်မှာဖြစ်တဲ့ကြောင့်မို့ဒီနှစ်ခုကိုရှာခဲ့လိုက်တာတခါလေးနော်စမတော့သူ့အတူတီယာက နော်ခေနီယာမှာဘာတွေပဲစားဝင်နေနေတီတာဘာတွေပဲရနေနေဆမတို့ကနောက်ပြေဆုံးပိုင်မအိတ်ကိုပဲပြန်ပြီးတော့ဟိုပြန်ပြီးတော့ရအောင်ဆမတို့ကသွားมาပဲဒါကြောင့်မို့ဆမတို့က cost ပိုင်မအိတ်နဲ့ sign ပိုင်မအိတ်ကိုအပေါ်ဆုံးကနေတစ်ခါလဲရှာခဲ့လိုက်တာသူကသူတီတာတံမို့ဘာကြီးပဲထွက်နေထွက်နေပိုင်မအိတ်ကိုပဲဥတည်มาအဲ့ဒီပိုင်းမအိတ်ကိုဥတည်တဲ့အချိန်မှာရှေ့မှာအပေါင်းလားအနှုတ်လားဆိုတာကအဲဒီရလာတဲ့ဟိုတွဲတဲ့ အတွဲပေါ်မှာမူတည်သွားမှာပေါ့နော်ခုတော့ခေတံဘို1ထည့်လိုက်တာဒါလေးရမယ်ပေါ့ပြီးရင်ခေတံဘို2ထည့်မယ်နော်ခေတံဘို2ထည့်ဖို့ဒါလေးပြန်ရေးခဲ့တယ်ခုခေကို2တွင်းလိုက်မယ်ပေါ့နော်ခေနေရာမှာ2တွင်းလိုက်အဲ့2နဲ့4နဲ့မြောက်လိုက်ရင် h5 เนาะအဲ့ဒီ h by နဲ့ minus by နဲ့ရှင်းလိုက်7 by ပိုင်းရတယ်7 by ပိုင်းမှာ8ဆိုပြီးဒီမှာရသွားတယ်เนาะ7 by ပိုင်းမှာ8ဒီမှာ7 by ပိုင်းမှာ8အဲ့ဒီ7 by ပိုင်းမှာသူ့အတူတီတာတန်မို့ block ကြီးပဲရနေနေဆင်မလို့ကပိုင်းမှာ8ကိုပဲဥတီမှာတေချာတာကတော့တခုခုတည်းကနေပိုင်းမှာ8ကိုနှုတ်တီဖြစ်စေပေါင်းတီဖြစ်စေ7 by ပိုင်းမှာ8ရရင်ပြီးရောเนาะ အဲ့လိုအဲ့ဒီဟာလေးကိုဆက်မလို့ exit ကနေပဲစဉ်းစားမယ်လို့ပြောတယ်เนาะဒီဒီနေ့မှာဗာလေးစားသွင်းရမယ်ဆိုရင် exit ကနေပဲစဉ်းစားမယ်0ဒီမှာ phi by 2ရှေ့တုန်းက phi by 2တွေကနေနှုတ်လိုက်တာဒီမှာ phi ပြီးဒီမှာ3 phi by 2ဒီဘက်မှာ2 phi เนาะရှေ့တုန်းက phi by 2တွေကနေနှုတ်တာခုအဆင် phi နဲ့ညှိနှုတ်ကြည့်မယ်အစင်လိုက်ဖဲသွားကြည့်မယ်เนาะအစင်လိုက်သွားလို့မရဘူးဆိုရင်ပေါင်းကြည့်ခုကနှုတ်တာပဲသွားရယ်เนาะ phi နဲ့ကနေ phi by 8ကိုနှုတ်ကြည့်နှုတ်တာမရရင်ပေါင်းကြည့် ပေါင်းတာမြိုင်3 by 2ကိုတွားကြည့်အဲအဲ့လိုမျိုးပေါ့နော်တစ်ခုပြီးတစ်ခုရွေးချယ်ကြည့်ပေါ့နော်ခုစမက5 by 2ကသုံးပြီးတွားပြီဆိုတော့ဖိုင်ကိုသုံးကြည့်မယ်ဖိုင်ကိုဖိုင်ထဲကနေ5 by 8ကိုနှုတ်ရင်7 by 8ရသလားကွန်ပျူတာနှိပ်ကြည့်လားဒါမှမဟုတ်သူတို့နှစ်ခုကိုပေါင်းမှာပဲ7 by 8ရမှာလားဒါကွန်ပျူတာနှိပ်ကြည့်လားဒါကတော့စမတို့ခုလုံးလိုက်ရင်ဖိုင်ထဲကနေပြီးတော့5 by 8ကိုနှုတ်လိုက်ရင်7 by 8ရမှာ เนาะ7 by 8ရမယ်ခုဒီမှာ by မိုင်းနဲ့ by မိုင်း8ဖြစ်သွားပြီပေါ့အဲ့ဆိုရင်စမတို့ကကိုစမတို့ကဒီလိုမျိုးလေးဖြစ်သွားရင်เนาะဒါဆိုရင်ဖိုင်ထဲကနေနှုတ်တယ်ဖိုင်ဆိုတာကစမတို့က h a z ဆောစရီမှာဟိုဘက် slide မှာရေးထားတယ် y a z ဆိုရင် co ratio h a z ဆိုရင် same ratio လို့ပြောထားတယ်เนาะ ဆိုင်ရီရှိုးဆိုတာကခော့ဆိုရင်ခော့ဆိုင်ဆိုရင်ဆိုင်ပိုရီရှိုးဆိုတာကကြတော့ခော့ဆိုရင်ဆိုင်ဆိုင်ဆိုရင်ခော့သူကရောင်းမြန်သွားမှာကိုရီရှိုးဆိုတာကစိတ်ခုကပိုင်နေရနေနှုတ်တာနော်ပိုင်နေရနေနှုတ်တာပြောကြအောင်မို့ h a z h a z ဆိုရင်ဆိုင်ရီရှိုးခော့ဆိုရင်ခော့ပဲဆိုင်ဆိုရင်ဆိုင်ပဲအဲခုပြီးရင်အဲ့ဒါက ratio က နော်သူ့ရဲ့အချိုးကတော့ထွေးကိုချိုးကတော့စဉ်းစားပြီးသွားပြီပြီးလက္ခဏာလေးတွေကိုစဉ်းစားမိအပေါင်းလားအနှုတ်လားဆိုတာကိုဒီမှာဖိုင်ထဲကနေနှုတ်ထားတာဆိုတော့ကျွန်မတို့ကကွာတဲ့ကွာတဲ့က second ကွာနေမှရှိနေပိုင်ကပေါင်းထားရင်တတ်ခေါ်တဲ့ရောက်မသေးကြရင်လေခုနှုတ်ထားတော့180တောင်မပြည့်တော့မပြည့်တော့ तू က second ကွာနေမှာပဲရှိနေ second ကွာနေမှာကြာတော့ तू ကဘယ်သူနဲ့ဘယ်သူကအပေါင်းမဲလဲဆိုရင်စိုင်းရေခုစီကဲရမယ်အပေါင်းကျန်တာ minus အဲ့ဆိုရင်ဒီစိုင်း ဒီ sign ကပဲအပေါင်းဒီ cos အနေနဲ့မိုင်းနဲ့ထွက်လိမ့်မယ်နော်ဟောဒါကြောင့်မို့ဒီမှာ cos အနေနဲ့မိုင်းနဲ့ထွက်ပြီး sign အနေနဲ့အပေါင်းထွက်သွားတယ်နော်အဲဒီဟာလေးဒီလိုလေးပြောင်းတက်ရမယ်ဒီအဆင့်ကနေပြီးတော့ဒီအဆင့်ကိုပြောင်းတက်ရမယ်ပြီးရင်ဒီကနေပြီးဒီဟာလေးစဉ်းစားတဲ့ရမယ်เนาะအဲ့ဒါစဉ်းစားတာကဆရာမ exit ကနေပဲစဉ်းစားတယ်လို့ပြောတယ်เนาะပေါင်းမလားနှုတ်မလားတွက်ကြည့်လိုက်7ပိုင်းမှာအေးရတဲ့ကောင်ကိုဒီမှာရေးလိုက်ပေါ့ ခုဒီမှာဒီသူ့ဟာနဲ့သူ step by step ရသွားတယ်အဲ့မှာကြီးကြီးလိုက် cost by my a နဲ့ sign by my a ပဲပြန်ရောက်သွားတယ်အဲ့လိုရောက်အောင်တေချာတမင်လောက်ထားတာเนาะဒါကြောင့်မို့အပေါ်မှာကလေးကဒီနှစ်ခုကိုပဲရှာထားတာပေါ့ခုဒီမှာ cost by my a နေရာမှာဒါကြီးသွင်းလိုက်မယ်ပြီး sign by my a နေရာမှာဒီအဖြေသွင်းမယ်ပေါ့เนาะခုဒီမှာဒါ cost by my a နေရာမှာသွင်းတယ်ပြီး sign by my a နေရာမှာသွင်းတယ်ဒါဆိုရင် k secret to 2အတွက် set တံမူလေးရသွားတယ် ပြီးရင်စမတော့3ပဲ twin ရအောင်မယ်နော်တခုကြံလေး twin ဖို့အတွက်အဲဒါပြန်ရေးပေးထားရင်နော်ခု k ကို3 twin မယ် k နေရာမှာ3လေးမြင်ကြည့်လိုက်ဒါဆိုရင်4နဲ့3နဲ့ကိုမြှောက်ကြည့်လိုက်ခွဲပိုင်ဆိုပြီးရမယ်ထွဲပိုင်နဲ့ပိုင်နဲ့နှုတ်လိုက်11ပိုင်မှာရခလာဒီမှာ11ပိုင်မှာအရာရယ်နော်ဘာ11ဖိုင်မိုင်အရာကိုလေစောစောလိုပဲ8စင်းနဲ့ပဲစဉ်းစားမယ်။เนาะဒီမှာ0ဒီမှာ5 by ဒီမှာ pi 3 pi by 2ပြီးဒီမှာ2 pi ပေါ့စောစောလေးတုန်းကစဉ်းစားတာ pi by 2လည်းပြီးသွားပြီ pi လည်းပြီးသွားပြီဒီတခါ3 pi by 2 3 pi by 2တွေကနေ pi by 8 pi by 8ကိုပဲနှုတ်မှာနော် pi by 8ကိုပဲနှုတ်မှာလားပေါင်းမှာလားပဲစဉ်းစားမှာနော်ဒီရှေ့ကောင်က8 zit တွေလို့ပြောရင်နော်အခု3 pi by 2တွေကနေ pi by 8ကိုနှုတ်လိုက်မယ်နှုတ်လိုက်ရင်ဒီ11 pi by ရလိမ့်မယ်နော်ဒါကကူလီတာ3ကြည့်ဒီဖြည့်လေးထွက်လာလိမ့်မယ်ဒါဆိုရင်3 pi by 8 အဲ့ဆို3.8ဆိုတော့ကျမတို့က yz ပြန်ရောက်သွားတယ်။ yz ဆိုရင် correlation လို့ပြောထားတယ်။ဒါဆိုရင် cos ဆိုရင် sin sin ဆိုရင် cos ဖြစ်မှာပေါ့။ဒါက tree ဘုအတွက်အချို့တွေကစဉ်းစားပြီးပါပြီ။လက္ခဏာအတွက်စဉ်းစားမယ်။လက္ခဏာကဒီမှာ3.2တွေကနှုတ်ထားတာဆိုတော့ဒီတက်ကွာတယ်မှာပဲရောက်မှာ။ပေါင်းထားမှသာလင်ဖို့ကွာတယ်မဟုတ်လား။ဒီပိုင်ပိုင်ထူတဲ့ပို့ဖို့ပဲရှိရတယ်ရောဖို့မရှိဘူးပောင်းရင်နှုတ်ရင်ကြတော့ဒီပိုင်ပိုင်ထူတော့မပြည့်ဘူးเนาะတတ်ခွားရဲမယ်ရှိမယ်တတ်ခွားရဲမှာကကြတော့ tangent ရဲ့ ခိုတန်းချက်ရေကပဲအပေါင်ကျန်တာမိုင်းနဲ့ဆိုတော့ဒီမှာမှရှိတာမှာ cost တွေ sign တွေပဲရှိတာဆိုတော့နှစ်ခုစလုံးအတွက်ကတော့အနှုတ်တွေပဲအနှုတ်တွေနဲ့ပဲရေးပေးရမယ်ပေါ့နော်ခုဒီမှာအနှုတ်တွေနဲ့ရေးပေးလိုက်ပြီနော် cost က why is it မလို့ correlation ဖြစ်သွားတယ် cost ဆိုရင် sign sign ဆိုရင် cost အနှုတ်တွေဖြစ်ရတဲ့အကြောင်းရင်းက3 by 2နှုတ်ထားပြီးကြောင်းမို့ထပ်ွားထဲမှာရောက်သွားတာဒီတန်မိုးလေးကထပ်ွားထဲမှာရောက်တာဆိုတော့ထန်းချက်နဲ့ခိုတန်းချက်ရပဲအပေါင်း other minus ဆိုတော့ဒီမှာ ဒီ cost design နေအနေနဲ့အနှုတ်ဖြစ်သွားတယ်ဟုတ်နောက်ပြဆိုတော့လေဒီမှာ sign ဖိုင်မိုင်နဲ့ cost ဖိုင်မိုင်ပဲပြန်ရသွားတယ်ဒါကြောင့်သူ့နေရာလေးနဲ့သူအစားသွင်းနေ sign ဖိုင်မိုင်ကဒီမှာအနှုတ် cost ဖိုင်မိုင်ကဒီမှာအပေါင်းเนาะဒီမှာ k secret to 3ရဒီမှာ mine နဲ့ mine နဲ့လေးနော်အဓိကဒီလက္ခဏာလေးတွေပဲဒီလက္ခဏာလေးတွေ ਨੇ ဒီအချိုးလေးတွေကောက်တက်ဖို့အဲ့ဒါလေးတွေသာကောက်တက်တယ်ဆိုရင်ခုဒီတွက်နီးလေးကိုတွက်လို့ရပြီဒီတွက်နီးနားမလည်ဘူးဆိုရင်ဒီမှာဟိုးလုံးကတင်ခဲ့တဲ့ ဒီပိုင်းမအေးပုံစံပဲဒီပုံစံပဲเนาะနောက်တဲ့20တမျိုးရှိတယ်အဲ့ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်ပါเนาะအဲ့ဗီဒီယိုကဂျာ YouTube channel မှာတင်ထားပြီးတယ်เนาะအခုဒါကနောက်တဲ့20တမျိုးစိုက်တဲ့20နဲ့တွက်လို့ရတယ်เนาะ